ပါရီမြေမှာဘင်းအောင်ဖုံးပြပြီးတိုက်ရမယ်အာဆင်နယ်တို့ရဲ့မိနစ်60ကေဂူမဘင်းအောင်ဖော်ပြပြီးတိုက်ရမှာဘာကြောင့်လဲအာဆင်နယ်ရောပရမအကျော်ကိုအိမ်ဝင်းမှာတကူတဲ့နဲ့ PSG အသင်းကိုရှုံးနှိမ့်ခဲ့တယ်အခုကျွန်တော်တို့မှာဆုံးရှုံးစရာဘာမှမရှိတော့ဘူးပရီးမီးယားလိကိုကြည့်မလားပရီးမီးယားလိမှာကျွန်တော်တို့ လက်ကျန်၃ပွဲရှိတယ်နီယူကာဆယ်လီဗာပူးစောက်တာတန်အဲ့ဒါတွေကိုမိုးပြအောင်နိုင်လို့လည်းဘာမှဖြစ်မလာတပွဲတော့နိုင်အောင်နဲ့ချန်ပီယံလိဝင်ဝင်ကရာပြီးပြီဒါပေမဲ့ကျွန်တော်တို့ပလေယာတွေအားလုံးကျွန်တော်တို့မှာမျောလင်းချက်တစ်ခုရှိတယ်မျောလင်းချက်တက်တဲ့လေးရှိနေအဲ့ဒါကချန်ပီယံလိချန်ပီယံလိကျွန်တော်တို့ကံဖို့နှစ်ပွဲပဲကျန်တော့တယ်ပိုလီဝဲတပွဲအဲ့ဒီဘိုလီဝဲကိုကံဖို့ရဖို့ဆိုလို့ရှိရင်အရေးအရင်ဆုံးလိုရမှာကချန်ပီယံလိစီးဖိုင်နဲ့ဒုတိယအကြော့ ်ပထမကျကျွန်တော်တို့ရှုံးခဲ့တဲ့တကိုးသည်ဘဝိုင်းတစ်ခုမှုတ်သေးဘူးဘရိုကျွန်တော်ပြပြမယ်ကျွန်တော်တို့တကိုးနဲ့ရှုံးခဲ့တာမှန်တယ်ဒါပေမဲ့အဲ့ပွဲစဉ်မှာကျွန်တော်တို့ရဲ့အားကိုးရတဲ့သောမက်ပါတီမပါနိုင်ခဲ့ဘူးအခုပါတီပါမယ်ဗျာမာတင်အိုရီကပြန်လာနိုင်မှုရာခိုင်နှုန်းများတယ်ထင်ပါရဲ့အချင်းတွေကလည်းဝင်ကစားနိုင်မှုအချင်းတွေကောင်းနေတယ်တစ်ဖက်ကဒမ်ဘီလီကလည်းပြန်ပါမယ်ဆိုတဲ့သတင်းချို့ကြတယ်โอเคသွားဆော့မှာကပြင်သစ်မြေပေးသက်အပိမှုကျမ်းမယ်ဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဒီဖလောင်းမှာဘယ်လောက်ထိစာလောင်လဲဆိုတဲ့အချက်တွေပဲစပြောလိုက်အောင် ပြိုင်ပွဲတစ်ခုကျင်းပပြီဆိုအသင်းတွေအများကြီးဝင်ပြီးပြိုင်ကြတယ်။ဒါပေမဲ့အဲ့ဒီအသင်းတွေမှာရည်မှန်းချက်မျိုးမျိုးရှိတယ်။ဟောငါတို့ကဒီအဆင့်လောက်ရောက်ရင်တော်ပါပြီဆိုတဲ့အသင်းရဲ့ဖလားရာကိုရိုက်ရမယ်ဆိုတဲ့အသင်းအဲ့နှမျိုးနှစားပဲရှိတယ်။အာဆင်နယ်နဲ့ချန်ပီယံလိမှာမနစ်ကကွာတာရောက်ခဲ့တယ်။ဘိုင်ယန်ကြောင့်ပြုတ်ခဲ့တယ်။ဒီနှစ် PSG နဲ့စီးဖိုင်နယ်မှာတွေ့တယ်။ဒါပေမဲ့ဒုတိယအကြော့ကံမိုးရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှညှော်လင့်ချက်တွေရှိတယ်။ပိတ်တဲ့တီကငါတို့ကိုမြူနစ်ကိုအရောက်ပိုဝေးပါဆိုတဲ့စာတန်းတွေ အမေရိကမှာခြေဆွဲထားတာတွေ့တယ်။လူးဝစ်ကယ်လီကလည်းဒါလေးကိုကြည့်ပြီးတော့သူအများကြီးလှုပ်ပေးခြင်းပါပဲ။အာဆင်နယ်မှာကျွန်တော်တကယ်ကိုလေစူပလာတွေကိုလက်ထဲထည့်ပေးခြင်းနဲ့ပလေယာတွေရှိတယ်။အသင်းရလက်မကောင်းဘူးနောက်မှာခြေဆွဲတတီငိန်နဲ့ဒီကလန်ရိုက်လို့လို့ပလေယာတွေဆာလီဘာနောက်ပြီးတော့လူးဝစ်ကယ်လီတော်တော်ကြီးကိုမှစူးစမ်းကြတာ စာကာတို့ဂျန်တဲ့ player လို့မကြိုးစားဘူးပြောတာမဟုတ်တော့ဒါပေမဲ့ system အရန်အားပြုတဲ့အခါမှာနောက်ကိုပြန်ပေးနေတဲ့ကစားကွက်ကိုပဲအတော်များမြင်ခဲ့ရတာအခုပါတီပြန်ပါလာမယ်အဲ့ဒါကျွန်တော်တို့တပိုင်းကြီးစီပြောလိုက်အောင်အာဆင်နယ်တင်ဒီဖလားကိုဘလောက်လိုချင်လဲ player ကြီးတော့မသိဘူးကျွန်တော်တို့ပေးတဲ့တက်တွေကတော့အသေးပေါက်မတက်လိုချင်တယ်တချို့တွေကပြောတာပေါ့လေဒီနှစ်မရလဲနောက်နှစ်ဆက်ပြီးစူးစမ်းတာပေါ့ဟုတ်ပါတယ်ဒါပေမဲ့အနည်းဆုံးရောက်နေတဲ့လက်တကန်အကွာဖလားကိုတော့ကျွန်တော်ပို့ပြီးမမောတယ်ပွင့်လင်းပြောတာလှမ်းပြီးဆွဲလိုက်ဖို့တိတော်တော်လေးနီးစပ်နေပြီ အခုစီးပိုင်းနဲ့ဒုတိယအချိုကျွန်တော်တို့သာနိုင်ခဲ့ပြီးတော့ခံပတ်နဲ့ဘောလူပွဲရောက်ခဲ့မယ်ဆိုကျွန်တော်တို့မှာနောက်ထပ်မိနစ်60ဂိမ်းတစ်ခုပဲရှိတော့မယ်ဆိုလိုချင်တာကကျွန်တော်တို့တသက်လုံးမရဘူးတဲ့ဖလောက်ကိုယူနိုင်ဖို့ဆိုရင်သူများအသင့်ထက်အများကြီးစူးစမ်းအထုံးအပြည့်နဲ့မိနစ်180ပဲကစားတော့မှာအဲ့180မှာကျွန်တော်တို့ဒီဂိုးပြက်ရလက်တွေသာဖန်တီးနိုင်ခဲ့မယ်ဆိုရင်တသက်လုံးမရခဲ့ဘူးတဲ့ချန်ပီယံလိကျွန်တော်တို့လက်ခဲကိုရောက်ပြီအဲ့တော့ဒီကစားသမားတွေဘလောက်ထိစိတ်နဲ့ကိုယ်နဲ့ကပ်ပြီးတော့စူးစမ်းအထုံးအပြည့်နဲ့ကစားမလဲ အိုက်ဒါတော့ပြောပါတယ်ပေးသက်တွေအတွက်ဘွားတစ်ခုလုံးပုံအပ်ပြီးတော့ချန်ပီယံလိစီးဖန်နဲ့ဒုတိယကြောက်ကိုကစားကြပါဆိုပြီးပလေယာတွေကိုတိုက်တွန်းထားတယ်โอเคအဲ့အတွက်ပလေယာတွေရဲ့ဒီဖလားကိုဘယ်လောက်ထိယူပေးခြင်းလဲဆိုတဲ့စိတ်ဆန္ဒပဲ PSG နဲ့ Arsenal ကြားဒုတိယကြောက်ကိုအဆုံးဖြတ်ပေးသွားလိမ့်မယ်တော်တဲ့ကောင်နောက်ဆင့်တက်သွားပါမယ်ထွက်ရလို့ရှိရင်လေကိုရီညံ့လို့အကယ်မြအာဆင်နယ်ခံပတ်နဲ့နောက်ဆင့်တက်ပြီဆိုရင်တော့ရီယယ်ကိုနိုင်ခဲ့တဲ့မန်တဲဒါကိုခံပတ်ပြန်လာနေတဲ့မန်တဲက ဘောလီဝဲမှာဘယ်သိန်းနဲ့ပဲတွတ်တွတ် easy scoring ဖြစ်သွားပြီဒါပြိုင်ဘက်ကိုမလေးစားလို့ပြောရမှာမဟုတ်နော်ဘသူသားတယ်ဘသူနားတယ်ထက်ထွက်စရာမရှိတော့ဘူးဘောလီဝဲရောက်လာပြီဆိုတော့ကနှစ်သိန်းသလုံးကကောင်းမွန်တဲ့အခြေအနေတစ်ခုနဲ့ရောက်လာခဲ့တာဖြစ်တယ်လို့မှတ်လို့ရတယ်50 50 chance ဖြစ်သွားတယ်နောက်တစ်ချက်ကပါတီပြန်ပါလာမယ်ကွင်းလေကျွန်တော်တို့အတူတူကြီးနဲ့ပြောဖြစ်တာကဟာပါတီဒါပထမကြော့ပါလာခဲ့ရင် PSG အသင်းရဲ့ကွင်းလေရနေပြီးတော့တောက်လျှောက်ပေးတဲ့သူဘောတွေ recover လုပ်မဲ့ player ကောင်းကောင်းရှိမှာပဲဆိုကျွန်တော်ပြောဖြစ်တယ် အမှန်ပဲပထမချက်ကျွန်တော်တို့အမ်ရိတ်မှာတကိုးနဲ့နဲ့ရှုံလုံးကကွင်းလေကြီးကဒိုးရိုပေါ့ဘသူမှဘောလုံးတွေလိုက်လူမဲ့လူမရှိဘောလုံးတွေ recovery ပြန်လုံးမဲ့လူမရှိအဲ့ဒါပါတီရဲ့တံမိုးပဲအခုပါတီပြန်ပါလာပြီသွားစောမှာပြင်သစ်မြေဆိုရင်ပါတီပြန်ပါလာဆိုတဲ့အတီးက player ရတော့မသိဘူးကျွန်တော်စိတ်ထဲမှာတော်တော်လေးလုံခြုံသွားတယ်ပါတီခြေစမပြနိုင်တဲ့ပွဲတချို့ရှိပါတယ်ဒါပေမဲ့ပါတီပြန်ပါလာပြီဆိုရင် declare ရတဲ့မာတီအိုဒီကတ်တို့နှစ်ယောက်ကအရှိမပို့ပြီးလွတ်လပ်လပ် forward လိုက်သွားလို့ရတယ် အဲ့တစ်ချက်ပေါ့လေဒါပါတီပြန်လာနိုင်တဲ့အချက်နောက်တစ်ချက်ကအိုင်ဒါရဲ့ကစားကွက်အိုင်ဒါရဲ့ကစားကွက်ကနိုင်တဲ့အချိန်မှာဆိုတော်တော်လေးဥမှကြည့်လို့ခေါင်းလာပါသွင်းသွားတဲ့ဂိုးလေးတွေဆိုရည်တဲ့ထိချက်ဗန်နချက်နဲ့ကစားကွက်ကိုဘလို့ပုံဖော်ွားတယ်တသသပြောနေရလောက်တည်းကောင်းတယ်ဒါပေမဲ့ကိုကပြိုင်ဘက်ကိုဥဆောင်ကိုစောစီးပေးလိုက်ရတာမျိုးပြိုင်ဘက်ကဂိုးပြန်ပြီးခြေပါဖို့အတွက်အချိန်မလုံလောက်တော့တာမျိုးတွေကြုံလာတဲ့အခါဂိုးသွင်းဖို့အတွက်တိုင်ပတ်နေတဲ့အခါမျိုးမှာအိုင်ဒါရဲ့ကစားကွက်ဒီတော်တော်လေးကိုမှအချိန်ဖြုံးတာ ်ရှေ့ကိုမပေးဘူး risk မယူဘောလုံးပြတ်သွားမှဆိုတဲ့အတွက်အလဲကိုဘေးတိုက်တွေပေးတယ်နောက်ကိုပြန်ပေးတယ်နောက်မှ link up တွေပြန်တွဲတယ်ဘက်တက်တဲတယ်အာအိုင်ဒါရဲ့ကစားကွက်အိုင်ဒါရဲ့ကစားကွက်မှာကစားကွက်အရန်ဆန်သွားတဲ့အတွက်ဝင်ငါကစားမကြီးဖြစ်တဲ့ဘူကောင်စာကာနဲ့မာတီနယ်လီကတက်ရောက်ချင်းကဖက်စကီလာလိုမျိုးဘောက်ဆွဲတိုးဝင်တဲ့တိုက်ကိုမသွားတော့ဘူးဘလို့လုပ်တယ်မှတ်အရှိမတယောက်နှစ်ယောက်လောက်ပြုံသွားပြီဆိုနောက်ပဲပြန်ပြေးတယ်ဒါကကစားကွက်အရန်အားပြုတဲ့အသင်းတွေရဲ့ဘေးထွက်ဆိုးကြ ကျွန်တော် idea ကိုဖြစ်စေချင်တာလေကျွန်တော် idea လောက်မတော်ပါဘူးဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာလေ PG နဲ့တွေ့ရင်ဒီကစားကွက်နဲ့ဆော့ဗီလာနဲ့တွေ့ရင်ဒီကစားကွက်နဲ့ဆော့ဆောက်တန်နဲ့တွေ့ရင်ဒီကစားကွက်နဲ့ဆော့အဲ့လိုမျိုးဖြစ်စေချင်တာအခုဘယ်သီးနဲ့တွေ့တွေ့အာဆင်နဲ့ကပတ်စင်နေပုတ်တယ်ကြားချောင်းချောင်းမီဆော့တယ်မလို့အဖူးလေဗျာ position အတိုင်းဝီရှုံးသွားတော့လေဘာလုပ်မှာလဲကြဲရဲ့နှစ်နှစ်ကအာဆင်နဲ့ကပြုတ်လေပြင်းလေရှိတယ်ပြီးတော့ကစားသမားတွေကပို့ပြီးစာလုံးတယ်ဒီနှစ်မှာတော့ခန်စစ်ရော်ရဲမှုရဲ့ injury ပြဿနာတွေရဲ့ ဒိုင်းဒစီရှင်တွေဒါတွေအားလုံးပေါင်းစုလိုက်တဲ့အခါမှာအာဆင်တွေကအဆင့်နှစ်တောင်တိတ်ပြီးတော့မကျိန်းသေးတော့တဲ့အနေအထားတစ်ခုဖြစ်လာတယ်။ဒါပေမဲ့ချန်ပီယံလိမှာပို့ပြီးရောက်သွားတာကကစားသမားတွေရဲ့လိုချင်ဆန္ဒတစ်ခုကလည်းပို့ပြီးတွန်းတင်ပြီးသွားလို့ထင်တယ်။အဲ့တော့ကျွန်တော်တို့ကစားသမားတွေတစ်ခုခုလုံပြနိုင်မယ်လို့လက်ရှိချိန်ထိယုံကြည်ထားတော့မယ်။ကျောင်းကြီးကလည်းအဲ့ဒါကိုယုံကြည်မယ်လို့ထင်တယ်။ကဲနောက်တစ်ချက်အဲ့ဒါတက်ကန်ဘောတွေတက်ကန်ဘောဆိုတဲ့နေရာမှာလက်ပစ်ဘောဒေါန်ကန်ဘောပနတီဖရီကစ် ဒိုင်းနေချပေးတဲ့ဒီ fair play အဲ့ဒါရဲ့အားလုံးဒီတေကံဘောတွေပဲအဲ့တေကံဘောတွေမှာအာဆင်တွေကယာတီအဆအဆိုရင်အာဆင်တွေကိုပနတီပဲပေးရင်ပေးလိုက်ဒေါင်ကံဘောကြီးတော့မပေးနဲ့တေကံဘောကြီးတော့မပေးတဲ့အထိစားနှုတ်ခံရအဲ့ဒါဘာကြောင့်အာဆင်ဒီတေကံဘောကြီးနဲ့ပတ်သက်ရင်တော်တော်လေးကိုမှ ဂိုးရယူနှုန်းအရန်မြင့်မာတဲ့အတွက်ဒါပေမဲ့အခုနောက်မှာအာဆင်စင်ဂိုးပေးရလိမ့်ပြီဆိုရင်အဲ့ဒီဂိုးတွေတဝက်လောက်ကတေကံဘောတွေနဲ့ပြင်ပေးရပရီးမီးယားလိအသေးနဲ့မှာတေကံဘောကနေပြီးတော့48.5ရာခိုင်နှုန်းလောက်ထိပေးထားတာအာဆင်နဲ့တသိမ်းပဲရှိတယ်နံပါတ်1ချိန်နဲ့ဒါဒီကိုကတေကံဘောနဲ့ပတ်သက်ရင်ရအောင်လဲယူနိုင်တယ်ရဲရဲရောလဲပြန်ပြီးပေးနေရတယ်ဆိုတဲ့အပိုင်းကျွန်တော်တေကံဘောနေရနေပြီးတော့မီခင်းမိန်တို့ ကိုရခဲ့တယ်ဒါပေမဲ့လူကြိုနေခဲ့တဲ့အဖြစ်တဲ့အတွက်ဝမ်းဝမ်းမကြခဲ့ရပါဘူးလေအခုတော့ PSG ကသူတို့အင်ကွင်းမှာ တကူအသားနဲ့ကစားမှာတခါကျရင်လောကကြီးရစမ်းကြည့်ရီယိုကျွန်တော်သုံးခုပြတ်နိုင်ပြီးတော့ဘာနေပြူကိုကျွန်တော်အပေါ်စီးအသေးနေနဲ့သွားတယ်ထပ်ပြီးပါအနိုင်ဝီပြန်လာနိုင်ခဲ့တယ်ဒါပေမဲ့အခုခါမှာကိုကအောက်သေးနေနဲ့ပါရီမီကိုသွားမှာဘလို့ဖြစ်ပါခံဖတ်ပြန်လာနိုင်မယ်လို့ယုံကြည်ထားပါတယ်အမျိုးသမီးအသေးနောက်မှာခံဖတ်ပြန်လာနိုင်သေးတာပဲအမျိုးသားအသေးကဘာလို့မလုပ်နိုင်ရပါလဲနောက်တစ်ချက်အဲ့ဒါတော့ PSG အသေးရဲ့မျက်နှုံးမြင်တောင်းပန်တယ် ဒန်ဘီလီပဲဆော့ဆော့ဘာโกလာပဲဆော့ဆော့ကပ်ဖက်စကီလာပဲဆော့ဆော့ဒီဇိုင်ယာဒူပဲဆော့ဆော့တို့တောင်မန်ကြီးတော်တော်လေးမြန်တယ်ပြီးတော့ PSG အသေးကိုကျွန်တော်သဘောကျတဲ့ချက်ကထိချက်နှစ်ချက်နဲ့တိုက်စစ်ကိုချင်းချင်းရောက်သွားမြန်မာမြန်အာဆင်နယ်လိုမျိုးနောက်ကနေပလီယာရီလာတာကိုစောက်ပြီးဘောလုံးဆိုင်းတာမျိုးမရှိဘူးလူဆုံအောင်စောက်နိုင်မျိုးမရှိဘူးတို့ဘတ်တွေကနှစ်ချက်သုံးချက်နဲ့နဲ့ချက်ချင်းတိုက်စစ်ရောက်သွားတယ်ကျွန်တော်တို့အမ်မရိတ်မှာကန်ကောင်းလို့တကိုးလေးနဲ့ရှုံးခဲ့တာကိုရီကူမရတာကတော့မာတင်နေလိုထောဆဲလိုညံတော့တပိုင်းပေါ့လေဒါပေမဲ့သူတို့မှလည်း chess တွေရခဲ့တယ် အနည်းလေး၃ခုပြန်မရှုံးတာတော့ကံကောင်းအဲ့ဆိုပါရီမီမှာကျွန်တော်အနေနဲ့ဟိုငစားပဲမြင်နေလို့မရဘူးပြန်ပြီးပေးနိုင်တဲ့ဂိုးတွေကိုလည်းတစ်ချက်တွက်ရမယ်အဲ့ဆိုအိုက်တာဒီနဲ့ပိုပြီးရဲ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 အဲ့ပွဲကိုချင်းကပ်မယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ်အရှိမလပောင်မှုနဲ့ကရမ်းမာလို့နူကဆင်နဲ့ကရမ်းမာကိုစောက်တာတဲ့ကရမ်းမာလို့ခေါင်းထဲကထုတ်လိုက်ဘဝမှာဆုံးရှုံးစရာဘာမှမရှိတော့ဘူးဒီပွဲကကျွန်တော်တို့အတွက်ဆုံးရှုံးစရာအားလုံးနဲ့မှမျှော်လင့်စရာအကောင်းဆုံးအရာပဲ ကျုံအတွက်မျောလင်းချက်လေးတခုပဲဒီရာသီမှာကျုံအတွက်မျောလင်းစရာအကောင်းဆုံးဖလားတစ်လုံးပဲအဲ့တော့ကျွန်တော်တို့ player တွေအားလုံး Munich ကိုအရောက်ပို့ပေးနိုင်မလားပေးသက်တွေကတော့ American Queen တွေမှာငါတို့ကို Munich ကိုအရောက်ပို့ပေးပါဆိုတဲ့စာတမ်းတွေချိတ်ပြီးတော့တောင်းဆိုတယ်ပေးသက်တွေကတော့ပေးသက်လုံးလုံးတာ player တွေအနေနဲ့ Aida ရဲ့ကစားကွက်ဆိုရင်လည်း Martinelli တို့ Trossard တို့ဘူကောင်စကားတို့ penalty box တွေကိုအတင်းလိန်ခောက်ပြီးတိုးဝင်တာမျိုးတွေကနေတစ်စက် penalty ရတာမျိုးတွေကျွန်တော်လည်းမြင်နေတယ်ခိုင်ကျန်ကစားကွက်ကိုအရင်အားကိုးနေလို့မရဘူးညာ ကိုကိုယ်တိုင်ကလည်းဒီကစားကိုဘယ်လောက်ထိပြန်ပြီးတော့ modify လုပ်နိုင်မလဲဆိုတာကကိုင်းထဲမှာရှိတဲ့ player တွေပဲအကောင်းဆုံးသိမှာအဲ့တော့ဒီပွဲစဉ်မတိုင်မှာ internet barcelona ပွဲစဉ်အရှိမကန်သွားရှိရဲအဲ့ဒီမှာပွဲရလက်ကိုကျွန်တော်ဒီပေါ်လေးမှာတင်ပေးထားမှာအဲ့ဆိုတော့တစ်ဖက်ကပိုလီပွဲကိုဘယ်အသေးမဲ့တက်တာတက်လား arsenal ကတော့အရင်ဆုံးကြော်ဖြတ်မှာ psg နဲ့ပွဲစဉ်မှာပဲအဲ့ဆိုတော့ပြင်သစ်မြေကအပြတ်မှာ နူးနစ်မျိုးသွားလို့ရတဲ့ final လက်မှတ်တစ်ခုဖြတ်ပြီးတော့အာဆင်နယ်တို့ကျွန်တော်တို့ကိုပို့ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ဘရိုတို့ကိုယုံလားကျွန်တော်စောင့်ကြည့်လိုက်ရအောင်ဒီ season လေးကိုဒီကောက်ကွန်ကြီးပန်ဝေးရဲ့ရှူပေါ်လုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်399 693 693 6ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုကျွန်တော် sport channel 9လုံးမိတ္တူကိုလည်းကစားလို့ရနေပါပြီခင်ဗျာ